ုင်ငံတော်ကတကယ်ခွင့်ပြုရင်ဘာမှမတတ်နိုင်ဘူးလေကန့်ကွက်ဖို့တော့ဦးဇင်းတို့လည်းကျေနပ်လာလာမင်းတော့မကျေနပ်ဘူးပေါ့ဗျာရှင်းတို့တွေသေပြီးသွားတယ်နောက်10နဲ့15နဲ့အနည်း20ကျမတို့သေပြီးသွားတယ်နောက်10နဲ့15နဲ့အနည်း20မှာဒီအစ္စလမ်တွေသူတို့ရဲ့ဗလီကိုတိုးချဲ့ပြီးတော့မပြုတ်ပြင်ပါဘူးဗလီကိုထတ်တိုးပြီးမဆောက်ပါဘူးလို့ခင်ဗျားတို့အာမခံချက်မပေးနိုင်ဘူး အဘလုံးချုံကြီးအဘကြီးပွားချမ်းသာကြီးကြည့်နေလို့မရဘူးကျမတို့တည်လည်းပဲတိုင်းပြည်လုံးချုံကြီးအမျိုးသားလုံးချုံကြီးကိုကြည့်ဖို့လိုအပ်တယ်အဘကိုလည်းချစ်ပါသို့တော်တိုင်းပြည်ကိုလည်းမပစ်ပါနဲ့မြေပြည်တော်မှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကအစ္စလမ်ဘာသာဝင်တွေကိုဗလီအစ်စ်တလုံးစောက်ပေးဖို့အတွက်မြေနီယာရှာထားပေးတဲ့ကိစ္စကိုအမျိုးဘာသာသာသနာစောင့်ရှောက်ပါတယ်ဆိုတဲ့မဘာသာတွေဟာမင်းအောင်လှိုင်နဲ့ထိတ်တိုက်တွေ့ရမဲ့ကိစ္စဖြစ်နေတာကြောင့်လက်လျှော့အရှုံးပေးလိုက်ကြပြီး ရင်ကုန်နှုတ်ပိတ်သွားကြပါပြီ။ဒီအချိန်မှာဗဇက်မပိတ်နိုင်သေးသူကတော့နိုင်ငံရေးသမားရောင်ရောင်မျိုးရှိရောင်ရောင်နဲ့ပုတုမပဲဖြစ်ပါတယ်။မြေအောင်လိုင်းကိုတည်းမပြောရဲတာကြောင့်မြင်းနေရာရှာထားပေးတဲ့စီပင်နဲ့ဒီကိစ္စကိုမြေအောင်လိုင်းဘက်ကကာပါလောက်သတင်းဖုံးပေးခဲ့ကြတဲ့ကြံ့ဖို့ခေါင်းဆောင်တွေကိုအပြစ်တင်ပြောဆိုနေတာကိုတွေ့ရပါတယ်။တကယ်ဆိုရင်ဒီကိစ္စဟာအမျိုးဘာသာတာသနာမဘာသာတွေအမြင်နဲ့ပြောရမယ်ဆိုရင် မဲအောင်လိုင်ဟာသူ့တယောက်ထဲရဲ့ထင်ရှားဆိုင်ဆုံးဖြတ်မှုနဲ့နိုင်ငံတော်အဆင့်အမျိုးသားတစ္ဆာဖောက်မှုကြီးကိုပြုလုပ်သွားတာပဲဖြစ်ပါတယ်။လက်ရှိမှာဒီပလီကိစ္စနဲ့ပတ်သက်လို့ပြည်သူတွေရဲ့အများဆုံးသောတုံ့ပြန်ချက်ပြည်သူတွေကပြည်သူအတန်နှစ်ခုရှိပါတယ်။ပထမတစ်ချက်ကတော့လက်ရှိချိန်မှာအုပ်စုနဲ့စုကွဲသွားတယ်။တအုပ်စုကတိုင်းပြည်ကိုတကယ်ချစ်တဲ့အုပ်စုနဲ့ကိုကိုကျိုးစည်းပွားအတွက်တိုင်းပြည်ကိုချစ်တယ်လို့ဟန်ဆောင်နေကြတဲ့အုပ်စု နှစ်စုကွဲသွားတယ်ဆိုရင်လူတူရဲ့တုံ့ပြန်တဲ့ကိုထားရပါတယ်။နောက်ထပ်တုံ့ပြန်မှု feedback ကအခုလက်ရှိမှာဟာဒီဇယ်ဥပဒေရအာဖွဲ့စည်းပုံရအခြေခံဥပဒေရအခုလိုမျိုးအစ္စလမ်တွေကိုပေးပါတယ်ဆိုပြီးပြောနေတဲ့လူတွေဟာဒေါ်စုဆိုရလက်ထက်ဆိုရင်ရောသူတို့အမေစုဆိုရလက်ထက်ကြရင်ရောဒီလိုမျိုးပြောပါမလားဆိုတဲ့တုံ့ပြန်တဲ့ကြားရတယ်။ဒေါ်စုဆိုရလက်ထက်ဆိုရင်လည်းသူတို့အဲ့လိုပြောပါလိမ့်မယ်။ တီးစေအာနာပိုင်အစိုးရကိုသူတို့ပုံကန်ရင်ဆန့်ကျင်ရင်ဝေဖန်ရင်သူတို့ကိုကျိုးစည်းပွားကိုထိခိုက်မှာစိုးတဲ့အတွက်ဒေါ်စုအစိုးရအာနာပိုင်ရှိခဲ့တဲ့ကာလတုန်းကနှုတ်ပိတ်ရင်ငုံနှုတ်ပိတ်ပြီးနေခဲ့ကြတာပါလက်ရှိချိန်မှာဒေါ်စုကိုဝေဖန်နေရဆိုတာဒေါ်စုမှာအာနာမရှိတော့လို့ဝေဖန်နေကြတာဖြစ်တယ်နော်ဆိုတော့အဲ့ဒီလိုမျိုးအာအမခင်မှာထမိန်ချုံပြီးအဘခင်မှာဘောမာတဲ့လူနဲ့ချမ်းသာရင်များတဲ့အတိုင်းပြီပါ ဆိုတော့ကျမကပြောစရာရှိရင်တိုင်းပြည်မျက်နှာကိုပဲထောက်တယ်လူထုမျက်နှာကိုပဲထောက်တယ်အကျမဒီဘတူးနဲ့မှာအာစီးပွားရေးရှုပ်ရှင်ငွေကြေးအရှုပ်ရှင်လူမှုရေးအရှုပ်ရှင်ငွေပေးငွေယူလက်ပေးလက်ယူမိသူတိုးတောက်စီကမှဘသူအရေးကမှဘသူအရေးကိုမှမခိုခဲ့တဲ့အတွက်ဘယ်သူနဲ့မှကျေးဇူးစာကျေးဇူးခံမရှိတဲ့အတွက်ကျမကြီးပြောစရာရှိရင်ပြည်သူမျက်နှာကိုပဲထောက်ပါတယ်ဘသူမျက်နှာကိုမှမထောက်ဘူးကျမပြောစရာရှိရင်တိုင်းပြည်မျက်နှာကိုပဲထောက်တယ်ဘသူနဲ့မှကျေးဇူးစာကျေးဇူးခံမရှိလို့ဘသူမျက်နှာမှမထောက်ပါဘူး ဆိုတော့လက်ရှိမှာအာဒီဗလီကိစ္စနဲ့ပတ်သက်ပြီးတော့အာဒီဆဲဥပဒေရရပိုင်ခွင့်ရ2000ချေဥရပေးပါတယ်ဆိုတော့တုံ့ပြန်မှုတွေပေါ့ဆိုရင်ဒီလက်ရှိဘောကဝရီရက်ကွက်မှာဥတင်နိုင်အမည်နဲ့ဥတန်းထုတ်အမည်နဲ့ရှောက်ထားတဲ့မြေနေရာနှစ်ခုကနိုင်ငံတော်ဝင်ကြီးချုပ်ကနိုင်ငံတော်အကြီးအကဲကချပေးတဲ့မြေနေရာပါလို့ခင်ဗျားတို့အားမခံနိုင်လားတပ်ပြီးမိမယ်နော် လက်ရှိဘောဂဝရီရက်ွက်ပြင်မနာမြို့မှာဆွန်နီနဲ့ရှီယာအတွင်းမြေနေရာနှစ်နေရာဦးတင်လာအမည်နဲ့ဦးတန်းထွန်အမည်နဲ့ရှောက်ထားတဲ့မြေွက်တွေကစီပင်ကခွင်းပြုထားတဲ့နေပြည်တော်စီပင်သားရဲကော်မတီကခွင်းပြုလို့ဆောက်လုပ်ပါတယ်ဆိုတဲ့နေရာဟာဘာသာပေါင်းကိုချစ်ချင်ညွညွရေးအဖွဲ့ကိုနိုင်ငံတော်အကြီးအကဲကပေးလိုက်တဲ့မြေနေရာပါလို့ခင်ဗျားတို့အားမခံနိုင်လားဘာသာပေါင်းစုံချစ်ချင်ညီညွတ်ရေးကအခုဘာသာပေါင်းစုံဖိပက်ခဖြစ်ရေးကိုဥတည်နေပြီဆိုတာခင်ဗျားတို့သတိထားမိသလား ဒီဘလီကိစ္စကိုပထမဆုံးစလို့ရစပြီးပြောသေးပါကျွန်မပြောခဲ့ရဲ့နော်နေပြီးတော့ဘလီလို့ကြားလိုက်တာနဲ့မျက်လုံးထဲမှာပထမဆုံးတမ်းမြင်တာကရန်လုံရန်ကုန်မြို့လက်ကောင်မှာရှိတဲ့စုလီပြားရဲ့အစ္စလန်ဒီရဲ့ဘလီရဲ့ခရီးယန်ဒီရဲ့ချက်ချောင်းရဲ့ကိုအရင်ဆုံးပြင်းမြင်မိရဲ့လို့ကျွန်မပြောခဲ့တယ်။ဒါကဘာလဲဆိုလို့ရှိရင်နိုင်ငံသားလူနေရင်နိုင်ငံသားခွင့်ရပေးမယ်အားလုံးကငင်းငင်းချက်ချက်အထူးရှင်တွဲနေထိုင်လို့ရတယ်ဆိုတဲ့သဘော ဒါကြောင့်မလို့တကယ်လို့နေပြီးတော့မှနိုင်ငံအကြီးကြီးကဖွဲ့စည်းပုံရအခြေခံဥပဒေရရပိုင်ခွင့်ရပေးရဆိုရင်တော့မှပဲတနည်းအားဖြင့်တခွဲတပြားစီပေးလို့မတင်တော့ဘူးပေးလို့လည်းမရဘူးပေးမယ်ဆိုရင်တော့စုလေ ဖျားနဲ့ဒီခရီးယန်တွေချက်ကြောင်းလေအစ္စလမ်တွေဘလီလို့တနေရာထဲမှာတဆုတဝေးရဲပေးဖို့လိုအပ်တယ်အဲ့လိုပေးလိမ့်မယ်လို့ထင်တယ်တကယ်လို့မပေးဘူးဆိုရင်လေဒီလိုတနေရာထဲမှာတဆုတစီရဲနဲ့ချပေးပါပြီးရင်အဆောက်အုံဆိုလို့ရှိရင်လေခရီးယန်တွေကလည်းသူတို့ဘတ်ဂျက်နဲ့သူဟာနဲ့သူတို့စောက်မယ်အစ္စလမ်တွေကလည်းသူတို့ဘတ်ဂျက်နဲ့သူဟာနဲ့သူတို့စောက်မယ်ဆိုရင်ရှင်တို့တွေတေးပြီးသွားတဲ့နောက်10နဲ့15နဲ့20ကျမတို့တေးပြီးသွားတဲ့နောက်10နဲ့15နဲ့20မှာ ဒီအစ္စလမ်နေသူတို့ရဲ့ဗလီကိုတိုးချဲ့ပြီးတော့မပြုတ်ပြန်ပါဘူးဗလီကိုထတ်တိုးပြီးမဆောက်ပါဘူးလို့ခင်ဗျားတို့အာမခံချက်မပေးနိုင်ဘူး ဘယ်သူကအဲ့ဒီနိုင်ငံကြီးအာမခံချက်ပေးနိုင်လဲဘယ်သူတာဝန်ယူနိုင်လဲဘယ်သူမှနိုင်ငံကြီးအာမခံချက်မပေးနိုင်ဘူးဘယ်သူမှတာဝန်မယူနိုင်ဘူးဒါအကြောင်းမလို့နိုင်ငံတော်အကြီးအကဲကနိုင်ငံတော်အစိုးရကရပိုင်ခွင့်ရပေးတယ်ဆိုရင်တော့အဲ့ဒီအဆောက်အုံတွေကိုကိုယ်တော်ကိုယ်ဆန္ဒနဲ့စောက်ခွင့်မဟုတ်ပဲနဲ့အဆောက်အုံပုံစံအရွယ်စားမြေအေကတော့တက်ထက်လာနှစ်ထက်လာစသည်ဖြင့်အကုန်လုံးကိုအချိုးအစားတတ်မှတ်ပေးဖို့လိုတယ် တချို့အရာတွေကဥပဒေရပေးရတယ်ဥပဒေရကာကွယ်ရမယ်ဆိုရင်တော့ကျမတို့ကဥပဒေမဟုတ်တဲ့နှလုံးသားနဲ့ကာကွယ်ရတာလည်းရှိတယ်။နောက်ဆိုတော့နိုင်ငံအကြီးအကဲပေးတဲ့မြေနေရာဟာတက်တက်ရှိနေတယ်ဆိုရင်အခုမြေနေရာကဥတလေဥပဒေကိုလက်တလုံးချလုပ်နေပြီးတော့ကျမတို့အချင်းချင်းကိုတက်ရှုံသွေးခွဲရတိုက်နေပြီးတော့စီပင်ထဲမှာဖျက်သီးရရှိနေဘူးလားဆိုရင်မေးခွန်းကိုပေါ်ပါတယ်။ နော်ဘာလို့လဲဆိုတော့အာဒီပြည်ခိုင်မျိုးပါတီရဲ့အကြီးအကဲနေပြည်တော်စီပင် sorry အာနေပြည်တော်ကောင်စီဥက္ကဋ္ဌဖြစ်တဲ့ပြည်ခိုင်မျိုးအကြီးအကဲဘူလတ်ဦးလာဆွေကိုယ်တိုင်ကစီပင်ကတောင်းရှိရသူလူကြီးတွေကိုမေးထားတာစီပင်ကခွင့်ပြုထားတာမရှိဘူးရှောက်ထားတာလည်းမရှိဘူးလို့ပြောတယ်လက်ရှိမှာဥတင်နိုင်တဲ့ဥတန်ထွန်းတို့ကနေပြည်တော်စီပင်ရဲ့ခွင့်ပြုချက်နဲ့စောင့်လုပ်နေတယ်ဆိုရင်ဒီညမှာနိုင်ငံကြီးကပြည်တယ်မြင်နေရတတ်တဲ့လက်ရှိမှာဒီဥပဒေကိုလက်တလုံးချလုပ်ပြီး ရေကွက်နေရရှားယူနေတာတသက်ဆိုတဲ့အခြေအနေကိုပေါ်လွင်နေဆိုတော့ဒီဇယ်ဥပဒေရပြေးရပါတယ်ဆိုတဲ့လူတွေအနေနဲ့ကခမားတို့ဒီမြေနေရဟာနိုင်ငံအကြီးအကဲကတရားဝင်ချပေးတဲ့မြေနေရဖြစ်ကြောင်းခမားတို့တက်တူပြဖို့တော့လိုပါလိမ့်မယ်ဆိုတော့ဒီကမ္ဘာလုံးမှာကအစ္စလမ်ကိုအကုန်လုံးကဥပဒေရောနှလုံးသားနဲ့ပေါ်ကာကွယ်နေကြတယ်ဥပမာ UK မှာဆိုလို့ရှိရင်လည်းဆန္ဒပြမှုတွေဖြစ်နေတယ်။เนาะ UK မှာဆိုလို့ရှိရင် Manchester မြို့မှာရှိတဲ့ဂျူးတွေရဲ့ဖျားချောင်း ပုံခွဲတိုက်ခိုက်ခံရတယ်။ဂျူးတွေရဲ့ဖရားကြောင့်အာဂျူးတွေဘာသာရေးပွဲတော်ကျင်းပနေတဲ့အချိန်မှာကားနဲ့ဝင်တိုက်နော်ကားနဲ့ဝင်တိုက်ဓာတ်နဲ့ဝင်ထိုးတဲ့အကြမ်းဖက်မှုတွေခံနေရတယ်။နော်အဲ့ဒီလိုပဲတစ္ဆက်ထဲမှာပဲဟိုဂျာမနီမှာအာလီစိတ်တွေပိတ်လိုက်ရတာမျိုးဟောစပိန်မှာဆိုလို့ရှိရင်လည်းပဲအစ္စလန်ရဲ့အင်းတွေကိုလုံးဝပိတ်ပင်တားမြစ်လိုက်တယ်ဆိုတာမျိုးတည်ယဝင်ကျင်းညာနေပြီ။ နော်ဒါအပြင်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကဥရောပသမဂ္ဂ EU ထဲမှာရှိနေတဲ့တရားမဝင်ဗလီတွေအကုန်လုံးကိုပိတ်ပင်ပြီးတော့ရှရီယာဥပဒေကိုထောက်ခံတဲ့အစ္စလမ်မစ်တွေအကုန်လုံးကိုပြည်နယ်တန်ပေးတင်ပါတယ်လို့ဂရိဝင်ကြီးချုပ်ကိုယ်တိုင်ကထုတ်ပေါ်ပြောနေပြီဒါကဘာလုံးမှာသူတို့ရဲ့အမျိုးသားလုံခြုံရေးနဲ့အမျိုးသားရေးကွယ်မျိုးသားလုံခြုံရေးကိုဥထိပ်တာပြီးဆောင်ရွက်နေတဲ့အချိန်မှာရှင်တို့တွေကျမတို့ကအဘလုံခြုံရေးအဘကြီးပွားချမ်းသာရေးကြည်နေလို့မရဘူးကျမတို့တွေလည်းပဲတိုင်းပြည်လုံခြုံရေးအမျိုးသားလုံခြုံရေးကိုကြည်ဖို့လိုအပ်တယ် အဘောက်ကိုလည်းချစ်ပါသို့တော်တိုင်းမျိုးကိုလည်းမပစ်ပါနဲ့အဘောက်ကိုလည်းချစ်ပါသို့တော်တိုင်းမျိုးကိုလည်းမပစ်ပါနဲ့ကျမတို့ကတိုင်းမျိုးနဲ့အဘောက်တိုင်းပြည်နဲ့အမရွေးရမယ်ဆိုရင်ကျမတို့ကအမြဲတမ်းတိုင်းပြည်ပြည်သူလူထုရဲ့မျက်နှာကိုပဲကြည့်ရမယ်။ဒါကြောင့်တချို့အရာတွေကဥပဒေရပေးရတယ်ဆိုရင်တော့တချို့အရာတွေမှာကျမတို့နှလုံးသားနဲ့ပေးလို့မရတဲ့အတွက်ဥပဒေနှလုံးသားနှစ်ခုလုံးနဲ့ကာကွယ်ဖို့လိုအပ်ပါတယ်။